အားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှာပြန်လဲကျေစုလိုက်ပါတယ်ဒီနေ့ November 19ရက်နေ့ဒီကိမှာ KNU KNLA တမမူကြီးလဲဖြစ်တဲ့ viewer မူကြီးအဖိုးရန်နိုင်ကိုဖမ်းပေးဖို့လှုံ့ဆော်နေတာကိုကျွန်တော်တို့တွေ့နေရပါတယ်ကျွန်တော်တို့ကတော့အဖိုးရန်နိုင်လို့ chess note ခေါ်တာပါစောရန်နိုင်ခစောနေတာဒူးဆိုတဲ့သူဟာတဲ့လူသက်ဘုံခွဲစကြေးကောက်ဓမြ တိုက်နေတဲ့အချမ်းဖတ်လောက်ရဲ့မျိုးစုံကိုကျူးလွန်နေတဲ့အတွက်သူ့ကိုတွေ့ရင်အကြောင်းကြားပေးပါဖမ်းဖို့အစင်းသင်ဖြစ်နေပါတယ်ဆိုရဲလှုပ်စော်နေတဲ့အချမ်းဖတ်လော်ဘီတွေမသိတဲ့ဖိုးရက်နိုင်အကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါနောက်တစ်ဒင်းခုရှိပါသေးတယ်အဲ့ဒါကတော့ viewer မှုကြီးဘိုက်ပွင့်တည်ဆုံးသွားတာ ဘိုက်တနေရတယ်ပွင့်သွားတာလားမဟုတ်ဘူးဖင်မှာနှစ်ချက်တနက်ထံရနဲ့ပေါက်ထွက်သွားတာဖြစ်ပါတယ်သူရဲ့တွေ့ပဲဖြစ်တဲ့ဆေးမှုပါမတာပေါ်သွားတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ် can you can la တတ်မှာမူဘူဝမူကြီးဖိုးရန် ျွန်တော်ကအရန်ကိုလေးစားတံပိုးထားချစ်စနိုးနဲ့ဖိုးရနိုင်လို့ကျွန်တော်တို့ခေါ်ကြတာအဖိုးအကြောင်းကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တောင်ပိုင်းသားတနည်းအားဖြင့်ခရင်ပြည်နယ်အတွင်းထဲမှာမာမိတ်အနေနဲ့ရက်တီနေတဲ့ကျွန်တော်တို့လူငယ်တိုင်းမသိတဲ့လူမရှိတဲ့လောက်ကိုရှာတယ်ဖိုးရနိုင်ကိုဖမ်းပေးဖို့ဖိုးရနိုင်ကို တွေ့ရင်သတင်းပေးဖို့ပြောတဲ့ငတ်စတူကောင်တွေကို ကျွန်တော်တခွန်းတော့မေးစရာရှိပါတယ်ဖိုးရနိုင်ကိုသိလားသူတို့ဖိုးရနိုင်ကိုသိချာမသိလို့လားသူတို့ကြားဖို့မှာပေါ့ဗိုတာဘောတို့သူတို့ကြားဖို့မှာပေါ့အကျော့အစီဝါတို့ဗိုတာဘောတို့အကျော့အစီဝါတို့ဆိုတာဖိုးရနိုင်လက်အောက်ကဗိုတာဘောတို့တော်မှာ ဘူးတုံအောင်ကြောက်နေရတယ်အကျောအစေဝါဟေ့ဆိုတဲ့အတန်ကြားတော်တော်မှရှူတော်ချီးပါထွက်နေတယ်ထိုင်းကိုအချိန်ချင်းခံပါပြေးနေတဲ့ကောင်တွေကအဖိုးရနိုင်ကိုဖမ်းကျင်လို့တဲ့တွေ့ရင်သတင်းပေးပါဖူးရနိုင်ဘာမှလည်းသိတာဘသူမှသတင်းမပေးဘူးကျွန်တော်ရဲဘော်ရှမ်းလေးသတင်းပေးပါမယ်အဖိုးရနိုင်တက်မှာ6ပါရှိတယ်အဖိုးရနိုင်ဘသူလဲဆိုတဲ့မေခွန်း မသိတဲ့သူတွေတက်ကျွန်တော်ဖြေပြပါမယ်အဖိုးရနိုင်ဟာလက်ရှိအချက်မဖက်စစ်ခွေးတက်မင်းအောင်လှိုင်မသည့်အောက်ခြေစစ်ဘုံမှုဘုံချုပ်တပ်သားတွေ အထိကျွန်တော်တို့ရဲ့အဖိုးရနိုင်ဟာတေမင်းထက်ဆိုတဲ့သူတို့အတွက်ကတော့ငရဲမင်းဖြစ်ပါရင်နေမြေတွင်တဲ့ကိုတမ6ထိရောက်ရှိလာတဲ့ကျွန်မဖက်စစ်ခွေးတက်ခအကောင်နေခံမှုတဲ့ကောင်နေ ပို့ပြီးတော့တည်ပါတယ်မခံဘူးတဲ့កောင်တွေကဟိုးနေပြီးတော့လောက်ကနေပြီးတော့ဟိုးဝေးကြီးကနေပြီးတော့အဖိုးရန်နိုင်ကိုဖမ်းဖို့အတွက်လှုပ်ဆော်နေကြတယ်စ조사နေကြတယ်ပြင်ဆင်နေကြတယ်ဆိုတော့အဲ့ဒါဟာတကယ်ကိုကမ္ဘာအရေးအဆုံးဟာတာတစ်ခုပါပဲလို့ပဲကျွန်တော်ပြောချင်တယ်ခင်ဗျားတို့အဲ့တော့တောင်းမညံ့လာဗျာဖိုးရန်နိုင်ကြောင်တိကျရင်ရဲဘော်ရှမ်းလေးရှိတယ်ကျွန်တော်လာမေးပါလားတိုက်ရိုက် ယူတည်တည်လေးတော့မေးပေါ့ဗျာကျွန်တော်တေချာဖြည့်ပေးမှာပေါ့ဟုတ်ပြီခင်ဗျားတို့ဆွဆွဲထားတဲ့အဖိုးရနိုင်လူတက်တယ်ဟုတ်ပါတယ်အကျွန်ဖတ်စစ်ခွေးဖို့အမောက်ချိတ်တာဖိုးရနိုင်သူတို့ကပြောသေးတယ်ဖိုးရနိုင်ကားတဲ့ထိုင်းကိုတရားမဝင်ပေါ့ကိုပစ္စည်းတွေကူးနေတာ ဖိုးရနိုင်ရှိနေလို့သူတို့တရားမဝင်မှောက်ခိုးပစ္စည်းတွေထိုင်းကိုကူးလို့မရလို့ရှင်းပါတယ်ကျွန်တော်အမိသားစုနေသူတို့ကအဲ့လိုမှောက်ခိုးအနှိမ်ဆုံးပြလူမှောက်ခိုးလုပ်တဲ့ကောင်ရှိရှိသမျှပစ္စည်းမှန်သမျှလက်ရှိကြောက်ဖြန့်တွေကိုပဲကြည့်လူပေါင်းဖောင်နဲ့ချီပြီးတော့လူပေါင်းပေါင်းနဲ့ချီပြီးတော့ရှိတဲ့သူတွေကရင်ပြည်နယ်ကိုဘလို့ရောက်လာတာလဲဘေးကနေပြီးတော့လန်ကူးလာတာ ခဏ FM ကိုကြည့်နေတဲ့အကင်ဘီနဲ့တွင်းမှာရှိတဲ့မိသားစုဝင်တွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဒါမှမဟုတ်ဘယ်လိုရက်ကွက်ကကောင်တွေကမသိလို့ဖိုးရတဲ့ငါအဲ့တရားမဝင်ထိုင်းကိုကွန်ပစ္စည်းတွေကူတန်းရောင်းချနေတယ်ဆိုလို့ပါ။ပြီးတော့တို့ကဆွဆွဲထားတဲ့ဖိုးရတဲ့ငါကိုလူတက်ကောင်တယ်။ဟုတ်တယ်။ဒါပေမဲ့အဖိုးရှင်းတာကခွေးရှင်းတာခွေးမိစ္ဆာတွေကိုတကောင်မကြံအကုန်ရှင်းတာ အဖိုးကတရားမဝင်မှောင်ခိုပစ္စည်းတွေကိုထိုင်းကိုပို့နေတာမဟုတ်ဘူးခမားတို့ပဲထိုင်းကိုတရားမဝင်ပတ်စပို့မလို့ဗီဇာမလိုဘဲနဲ့အချို့ကောင်တွေဖိမပြောင်းနေထွက်ပြေးတာနားရှိတဲ့သူတော့ကြားမယ်ထင်ပါတယ်ဗျာဒီကောင်တွေကတော့နားတော့ကောက်တယ်ဟုတ်ပြီဘုရားနိုင်ငံကလည်းစัจကြီးကောက်တယ်တဲ့သူတို့စัจကြီးကောက်လို့မရတော့ဘူးလေ သူတို့ gate တွေကိုကျွန်တော် KNU နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေချိန်မုန်းခဲ့တာတွေ gate scan လောက်ကိုမပြောနဲ့အကြံဖက်စစ်ခွေးတက်ရဲ့ဌာနချုပ်တွေလက်နက်ကြီးတွေ scan ကုန်းတွေအပါအဝင်အဖိုးရနိုင်ဥဆောင်ပြီးတော့မီးဖုတ်ပေးခဲ့တာအဲဒီကောင်တွေအတိဆိုအဖိုးရနိုင်ရဲ့မိမ့်ပေးညွန်ကြားမှုအောက်မှာခွေးပြေးဝက်ပြေး ခွေးတေဝတ်တေတေသွားတဲ့ဖြူဟာမှုအပါဝင်ချမ်းပဖက်စစ်ခွေးတက်ကကောင်တွေတတိတသန်းကြီးအခုချိန်ထိကောင်းမဲ့သူရှိမြုပ်မဲ့သူမရှိတဲ့ကောင်တွေများကြီးကင်းနေပြီဆိုတာအများကြီးမရှိပါဘူးပြောင်းကင်းလေးရှိတယ်တောင်ရလေးအနှဲငယ်ရှိတယ်ဟာပြောင်းကင်းမှာလည်းပဲပုတ်စော်တွေနှမ်းလို့တော့မကြည့်နဲ့အချမ်းဖက်စစ်ခွေးတက်ကကောင်တွေတေနေတာ နေရာအနှံ့သူတို့အလောင်းတော်မှာသူတို့ကကောက်တာမဟုတ်ဘူးသူတို့အလောင်းနဲ့သူတို့မြှောက်တာမဟုတ်ဘူးဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေအဲ့တော့ဘုရားနိုင်နဲ့ပတ်သက်ပြီးတော့စောင်းရနိုင်ခစောင်းနေတာအထူးဆိုတဲ့သူကိုတွေ့ရင်သတင်းပေးကြပါအဲ့ဒါကိုတော့ကျွန်တော်ပဲသတင်းပေးပြရစီဘိုးရန်နိုင်ကအခုတက်မှ6မှာရှိပါတယ်တက်မှ6ပြူဝမှုကြီးပြတက်မှ6ရဲ့တက်မှမှုကြီးပြအဲ့တော့ ကိုတွေ့ကျင်တာပဲတော့တွေ့လို့ရတာပဲသတင်းဘူးမှပေးစရာမလိုပါဘူးတမန်6မှာရှိလာပဲအဲတမန်6ကိုရောက်လာတယ်ဂျမ်ဖက်စစ်ခွေးတက်ခါကောင်းတယ်စစ်ပူချုပ်တွေပြွာမှုတွေပုံမှုတွေပုံကြီးတွေဆိုတဲ့ကောင်းတွေကိုကိုကိုတိုင်းမေးကြည့်ပို့ပြီးတော့ကောင်းပါလိမ့်မယ်တနည်းအားဖြင့်ဒီနေ့ချက်ကပြောရမယ်ဆိုရင်ထိုင်းဘက်ကိုထွက်ပြေးပြီးတော့ထိုင်းဘက်ကနေပြီးတော့ ကျွန်တော်မြန်မာဘတ်ချမ်းချမ်းဖက်စစ်ခွေးတက်စီကိုပြန်အပ်လိုက်တဲ့ရောက်နေတဲ့ကောင်တွေကိုအဖိုးရနိုင်ကြောင်းမေးရင်သိပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ကတခွန်းနဲ့ဖြည့်တယ်အဖိုးရနိုင်ဆိုတာကခမားတို့ကျွန်တော်ဖက်စစ်ခွေးတက်အတွက်ကတော့တေမင်းဆိုတာထပ်ပို့တဲ့ငရဲမင်းပါ။ကောင်းကောင်းခမားတို့ကိုတမခဲ့တာ။ဒစိမ့်စိမ့်နဲ့ခမားတို့လူကိုမတွေးနဲ့ လူကိုတွေ့ရင်ကြောင်းကြပါဆိုလို့ကျွန်တော်ပြောပါမယ်လူကိုမတွေ့ကျင်နဲ့ခင်ဗျားတို့သူ့ရဲ့အတန်ကြတာနဲ့ခင်ဗျားတို့အကုန်လုံးဖွာလန်စုတ်ပြတ်တက်သွားတယ်လက်ရှိချိန်မှာလည်းကျွန်တော်တက်မှ6ဂွင်လေးကိုဝင်လာတဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်စစ်မှုတန်းပြည်သူစစ်ပါစငက်စနူကောင်းတွေမှတ်ဒီဟောဗျူအမှုထိအဖို့တုတ်တင်ခဲ့တာ ခမားတို့မို့လို့မကြောက်မလန့်ဗျာဖိုးကိုစိန်ခေါ်ရဲတယ်ခမားမို့လို့မကြောက်မလန့်ဖိုးကိုဆွဆွရဲတယ်ခမားမို့လို့မကြောက်မလန့်ဖိုးကိုဖမ်းကျင်တယ်ဖိုးကိုဖမ်းကျင်တက်မချောင်းတော့ဖမ်းပါလားမင်းအောင်လိုက်ဖမ်းအောင်ရောက်လာတာဘာဖြစ်လို့တော့မဖမ်းတာလဲကြောက်ရင်မိသားစုဝင်နေတို့ကြောက်ဘူးလေတို့မြင်ဘူးပါလိမ့်မယ်အခုမှအပွင့်နေအခက်တွေနေ အကြံဖက်စစ်ခွတ်တက်ကဘုံချုပ်ကြီးတွေသူတို့ကို၌ကြတော့စစ်မြေပြင်မှာမရှိဘဲနဲ့သူတို့ကို၌စစ်မြေပြင်ကိုမတော်ဘဲနဲ့သူတို့ကို၌လည်းတိုက်ပွဲကြားထဲမှာမရှိဘဲနဲ့အောက်မှာရှိတဲ့ပြည်သူစစ်တွေအောက်မှာရှိတဲ့လက်အောက်ခံငေသားတွေကိုပေးသိနေတာမိမိပြေးတက်ခိုင်းနေစေးကျွေးတယ်စေးကျွေးမှုစေးတိုက်ပြီးတော့တက်ခိုင်းနေဘာမှ မြေကိုလည်းမသိဘာမှလည်းနားမလဲမြေပိုင်မှစစ်နိုင်တာဆိုတော့ဒီချိန်တွေကိုဘာမှမသိတဲ့ကောင်တွေကနောက်ကနေပြီးအတင်းထိုးတက်ခိုင်းအရှိရောက်သေးအုပ်လိုက် အုပ်လိုက်ကျွန်တော်ပြောကျွန်တော်ပြောပြီးသားပဲမြေတော်မြုပ်လို့မနိုင်ပါဘူးဆိုကျွန်တော်ရင်မိသားစုနေကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်နေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေအရန်ကိုစက်ညစ်ရဆုံးအလုပ်ရှိတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီမပါတွေကိုမြင်းမြုပ်ပေးရတဲ့အလုပ်ဗျာ ဘလောက်တောင်ယုံစရာကောင်းလဲဆိုရင်နောက်တစ်ဆက်ဒီအာနာသိမ့်တဲ့ကအဲ့ဒီကောင်တွေရဲ့တောက်ခွက်ကိုမမြင်ချင်လို့အဲ့ဒီကောင်တွေရဲ့မြက်ခွက်ကိုမပြောနဲ့အဲ့ဒီကောင်တွေရဲ့အတန်ကိုတော့မကြားချင်လို့တို့တွေကျွန်တော်တို့ပြည်သူကိုမတရားအုပ်ချုပ်နေတဲ့နေရာကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်နေမြေမှာကျွန်တော်တို့တိုင်းရင်းသားတွေနဲ့မာမိတ်အဖြစ်တော်လန်တော်လန်နေကြတာဖြစ်ပါ ခုကျွန်တော်တို့ဂွေနယ်ကိုရောက်လာတဲ့အချိန်မှာဒီကောင်တွေရဲ့တောက်ခွက်ကိုကျွန်တော်တို့ဘယ်လိုကြည့်ပြီးတော့မြင်မြုပ်ပေးရမလဲကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေအပြင်ရှားပေးကြပါဦး။ဒါကြောင့်ဖိုးရနိုင်နဲ့ပတ်သက်ပြီးတော့မသိတဲ့သူတွေကျွန်တော်တို့ဒါရိုက်မေးလို့ရပါတယ်။ဖိုးရနိုင်ကိုတွေ့ရင်အကြောင်းကြားပေးပါတယ်။ဟုတ်ပြီ။ခင်ဗျားတို့ကတော့ငရဲအိုးကိုသွားပြီးတော့ဒုံးနဲ့ထိုးမြန်ပြီခင်ဗျားတို့ ဟိုတောင်ဘောဘုံတော်မှာခမားတို့ဒူးတုံအောင်ကြောက်နေရတာကြောက်ရဲ့စေဝါဟင်းဆိုတဲ့အတန်ကြားပါတော်မှာချီရောရှူရောထွက်နေတဲ့ကောင်တွေကဖိုးရနိုင်ကိုထပြီးတော့ဖမ်းမယ်တယ်ဗျာဟာဖိုးလေကျောင်းရဲ့ရုပ်သံဗီဒီယိုကြည့်နေမယ်ဆိုရင်လည်းပဲဖိုးတစ်ခုကိုဝင်ပြီးတော့ပြောခဲ့ပါအောင်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေကလည်းနေကြရှိပါလိမ့်မယ်ခွက်ခွက်လန်အောင်ရှုံစစ် ဒါစစ်ရှုံးနိုင်ထိုင်းဘက်ကိုခွေးပြေးဝပြေးပြေးနေတဲ့စစ်ယူကောင်တွေတနည်းအားဖြင့်ပြောမယ်ဆိုရင်တောက်ပဲ့တွေရှုံးလာတော့မှတခါလဲရှုံးတာမဟုတ်အခန့်ခန့်ဖဖထက်ခါထက်ခါရှုံးနေတဲ့ကောင်တွေက KNU KNL တက်မာ6တက်မာမှုကြီးကိုတွင့်သတင်းပေးပါဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ထူးထူးသတင်းပြောစရာကိုမလိုလောက်အောင်ပြေစုံနေတာကျွန်တော်ရဲ့မိသားစုဝင်တွေ ျွန်တော်ထပ်ပြီးတော့သတိပေးခြင်းပါသေးတယ်ခင်ဗျားတို့အဖိုးရနိုင်တဲ့တွေ့ရင်နောက်တစ်ခါခွေပြည့်ဝပြည့်ခင်ဗျားတို့ထပ်ပြေးရအောင်ပဲခင်ဗျားတို့ခြေလမ်းတွေမြန်ပါစေပြေးနိုင်ပါစေလို့ပဲကျွန်တော်ကဒီကနေပြီးတော့ဆူတောင်းပေးခြင်းနဲ့လမ်းလေးပါလေးလဲကြိုပြီးတော့လဲဘယ်လိုပြောလဲဖောက်ထားအောင်ပေါ့ဗျာခင်ဗျားတို့ကတက္ကနစီထိုင်းမဲ့ပူပြေးနေတယ်ဟုတ်ပြီအစတည်းမှာကင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုလေးပြောပြခြင်းပါတယ် ကျွန်တော်တရင်တွေကိုဂျပန်စစ်ခွေတက်ကကောင်းတယ်အခုမှမဟုတ်ဘူးเนาะကျွန်တော်တော်တော်များများသိကြတယ်ဗျာ2021ကျွန်တော်နေဦးတော်ဆန်ရေးကျွန်တော်တို့ပြည်သူတွေဒါအခုပေါ့เนาะအာနာသိန်းခံရတဲ့အကာလတွေကိုတော်တော်များများသိကြတာဗျာအရင်တော့အခြေအနေတွေကိုမသိကြဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါမြို့ပြဒေသမှာရှိတယ်ကျွန်တော်မြို့ပြပြည်သူတွေကိုအာနာယူဂျပန်ဖက်စစ်တက်ကဒရင်းလိန်မောင်းချတာတိုင်းတိုင်းနဲ့ပတ်သက်ရင်တို့ရတော့ပြောတဲ့ရောင်စုံတပုံတွေအကြံဖတ်တွေဒီလိုပဲကောင်းနေတက်ကြတာဗျာငကူကလေးက ကရင်တော်လန်ရေးတပွဲဝင်နေအဲ့ကောင်နေတေလောက်အောင်ကြောက်တာဘာကြောင့်ကြောက်တာလဲသိလားကရင်တပွဲဝင်နေနဲ့ကရင်ပကညောတွေကိုလေကျွန်တော်ပြောပြမယ်ကရင်ပစိုးသိလားကျွန်တော်ရင်မိသားစုဝင်နေတော်တော်များများမြင်ဘူးပါလေကျွန်တော်တို့ဒါပွဲကျွန်တော်တို့ကရင်ရဲ့ဒါပွဲလန်းတပင်းနေမှာဗောနော်ဆိုတော့တကယ်ကိုယူရလုံချီဗောနော်ကရင်ပစိုးဆော့လွယ်တိုင်းတာတော့ဗောနော်ဆော့လွယ်တိုင်းပြီးတော့ဒီလိုကျွန်တော်တို့မြို့ရွာလမ်းနေမှာဒီလိုသွားနေတာ အရှိမအကျန်းဖက်စစ်ခွစ်တက်ကောင်တွေဝင်လာတယ်ဆိုပါစို့အစ်စီပဲအေးပကညောအစ်စီပဲရင်မခုန်ဘူးငကိုသေးကစစ်ခွေးကိုမကြောက်ခဲ့တာကရင်တွေခလေးတတိလေးရဆာမကြောက်ဘူးနော်ဟာဟိုဘက်မှာဘလို့ဘလို့သတင်းကြားရဲ့သတင်းသွားပို့တာဟုတ်ပြီကရင်တွေပစိုးကိုဆလွေတိုင်းထားတယ်ဗျာပစိုးဂွင်းတိုင်းထားတယ်ဆိုရင်တော့မှအကျန်းဖက်စစ်ခွေးတက်ကောင်တွေကတင်လောက်အောင်ကြောက်တာဘာဖြစ်လို့လဲသိလားသူတို့ခံဘူးလေ အဲ့ဒီပစိုးဘုံတိုင်းထားတဲ့ကရင်ပစိုးဆိုတဲ့တိုင်းထားတဲ့ကရင် AK47 တင်ခေါက်ကျွန်တော်မိသားစုဝင်နေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ဒါကျွန်တော်မိသားစုဝင်နေတော့အဲကျွန်တော်အမြဲတမ်းပေါ့နော်လက်နက်တွေပတ်သက်ဆက်ဆက်ပြီးတော့ဖော်ပြနေကြဖြစ်တဲ့ကရင်းနှီးပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ AK47 ကျွန်တော်တို့ဒင်ကောက်ဆိုတာရှိတယ်ဒင်ကောက်ဆိုတာဒင်လေးကိုခောက်ထားတာပေါ့နော်အဲ့ဒီဒင်ကောက်ကသူတို့ကေပကညောတွေရဲ့ဒီပစိုးဆော်ရဲတိုင်းထားတဲ့ပစိုးဂွင်းတိုင်းထားတဲ့ထဲထဲမှာ စကွေးနေလမ်းလျှောက်လာအာဘာလဲပေါ့ဘေးပညာကြည့်သူတို့ဘေးကပြတ်မာလာပေါ့အနောက်ကပြတ်မာလာပေါ့ဘသူကနေပြီးတော့အဲကျွန်တော်တို့ကင်မားပြပျောက်ကြားနီးစနစ်ကိုကျွန်တော်တို့အဲကဲကိုဘယူအားကြကြတုံးကြတာဗျာသူတို့ကသူတို့အယမ်းကြောက်တယ်မျက်ချင်းဆိုင်လာတာကိုသူတို့ကမကြောက်ဘူးအဲ့တော့မျက်ချင်းဆိုင်ကိုမှပကကျွန်တော်ကျွန်တော်ကင်စစ်သားတယောက်ကအေးစေးပဲကရင်အင်ဂျင်နီယာပဲယူနီဖောင်းမပါဘူးအကွန်မမပါဘူးစစ်ဖက်နဲ့မပါဘူးကြီးကမပါဘူးဘာမှမပါဘူးဗျာပစိုးလေးကွင်းတိုင်းပြီးတော့ တို့ရှိတက်တက်လားအော်ရှိတက်တက်ဆိုတာအေးဆေးပေါ့တို့ကအနီးလဲကက်လဲကက်ဩပစိုးကွင်းတိုင်းထဲမှာထည့်ထားတာက AK47 တင်ခေါက်ဘလောက်ပဲရှိတယ်ဘလောက်လောက်ပဲရှိတင်ခေါက်တာ AK47 တင်ခေါက်နဲ့ဒိတ်ထုတ်တာဘောင်း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 အကုန်ပြောက်စစ်ကူတော်တောင်းချင်မရဘူးတရင်တော်ပို့ချင်မရဘူးစစ်ကူတောင်းချင်မရဘူးဆိုတော့ကျွန်တော်ညီသားစုပြောချင်တာ အခါကျန်ကျွန်တော်ရဲ့ဗီဒီယိုဟောင်းတစ်ခုမှာတင်ပြထားတာရှိတယ်ကျွန်တော်ဘက်ကတပ်ဖွဲ့ဝင်က3ယောက်4ယောက်ကျွန်တော်ကနေရာယူပြီးတော့ position နေရာစုံကနေဒီကောင်တွေကိုပြစ်တာအဲ့ဒါကိုဒီကောင်တွေဘက်ကတက်လာတာကအယောက်90လောက်ရှိတယ်ကျွန်တော်တို့ဘက်က3 4ယောက်လေးပြစ်တာကိုအသေးအပံစစ်ကူတောင်းပြီးတော့နောက်ပြန်လှည့်ပြေးတဲ့အကြမ်းဖက်စစ်ခွေးတက်ကျွန်တော်ကိုယ်တိုင်းကြုံခဲ့ရတဲ့ကိစ္စကိုလည်းကျွန်တော်ဖော်ပြခဲ့မှုတာရှိတယ်ကြော်ရဲပေါ်တောက်ပြပြကျွန်တော်ဥပါတက်တယ်အဲ့ဒီက view တော်တော်များတယ်ဗျာ တကယ်ဖြစ်မှန်လဲဖြစ်နေတယ်အခုလည်းပဲအဲ့လိုပဲသူတို့ကတင်းရဲ့ပျောက်ကြမ်းဒီစနစ်ကိုအရန်ကြောက်တယ်နောက်ပြီးတော့သူတို့ကဒီနေရာမှာစံတဝါဝါနဲ့အဲ့ဒါကြောင့်လည်းပဲအချို့ဒါလက်လက်ကင်ပြီးတော့ကိုကျိုးစီပါရှာနေတဲ့သူတွေကိုသူတို့ကမွေးထားတာအဲ့ဒါမှလည်းလမ်းပြလို့ရတာဟုတ်ဗျာခါကြမ်းကြလမ်းပြလမ်းပြတော့တော့မှအဆင်မပြေတာလည်းရှိတယ်ဟုတ်ပြီထားပါအရှိတဲ့ရက်မှာကျွန်တော်ကရင်ပကညောနော်ကရင်စစ်သားလို့ကျွန်တော်ပြောသေးဘူးနော်ကရင်ပကညော ဒီစေပဲအပေါ်အင်ကြီးတော်မှအချို့စုံမပါဘူးကရင်ပစိုးလို့ဆိုလဲတိုင်းပြီးတော့မထင်ဘူးလေဗျာဘယ်သူကထင်မလဲဟာမင်းချင်းနိုင်လာတော့ကွာသူ့လက်ထဲမှာလဲဘာမှမပေါ့ခြေတော့ခြေတော့ကိုကြည့်တော့လဲခြေပြောင်းဟုတ်လားအိုးထုတ်လည်းမဆောင်တော့ဘာမှမဆောင်တော့ဘာမှမပါတော့သူတို့ကလည်းအေးဆေးဖို့အားဒါငါနီးနားရောက်မှတကောဒါအိုက်ကင်ကိုခေါ်ပြီးတော့နှုံနှုံဖုတ်ခါမဲ့ဗောဗျာဒီကောင်တွေလုံနေကြတိုင်းပဲလေဆိုတော့အနီးလေးလေးရတော့ကွာ AK47 တင်ကောက်ကအဲ့ဒီပစိုးဂွင်းတိုင်းထဲမှာထည့်ထားတာ ဘောင်းကပ်ပြီးတော့ကျွေးတာဖုန်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 ဘောင်းကုတ်အဲ့ထဲကကြောက်တာဘယ်လောက်ထိကြောက်သေးလဲသိလားကရင်ပြည်နယ်ထဲမှာဒီကောင်တွေဝချုံတွေနားလည်းမကပ်ရဲဘူးကရင်အောက်ဝစစ်ပိုင်းနဲ့မိုင်းထောင်တာသူတို့မသိဘူးလေသူတို့သိလားကျွန်တော်တို့ကဗျာသူတို့ဟောဘောနော်ဒီကပ္ပစာထုတ်တဲ့နေမိုင်းနေဆွဲမိုင်းနေတားမိုင်းနေပါးတွေညာတွေလက်ပစ်ဘုံးတွေပဲသူတို့သိတာလေ ဝထွားထဲမှာရှိတဲ့ဝစစ်ပိတ်နဲ့ထောင်ထားတဲ့မိုင်းကိုသူတို့မသိဘူးကြောင်တောင်တောင်မလုံနဲ့အကုန်လုံးတစားစီစုပ်ပြတ်တက်သွားတာအဲ့ဒါနှစ်ပေါင်းများစွာတဲကခံလာရတာဒီလောက်ထိခံနေရတဲ့အခြေအနေနဲ့အခုချိန်ထိလည်းပဲအရှက်အကြောင်းမရှိထိုင်းဘက်ကိုခွေးပြေးဝပြီးပြေးနေရတဲ့ကောင်တွေကကျွန်တော်တို့တပ်မ6 KNU KNLA ရဲ့ကျွန်တော်တို့ရဲ့အဖိုးရနိုင်ကို သတင်းပေးပါတွေ့တဲ့သူအကြောင်းကြားပေးပါဖမ်းမယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုပဲစဉ်းစားကြည့်ပါတော့ဗျာဟုတ်ပြီဘယ်ကောင်အတီးခံရမလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့မှအတီးခံလိုက်ရတဲ့တကောင်ရှိတယ်ဗျာဘိုက်ကိုကြည်ဝင်သွားတယ်ဘိုက်ပေါက်ထွက်သွားတယ်ဟာဘိုက်တနေရာလဲလားကိုရှမ်းရာအဆင်မပြေဘူးခန္ဓာကိုယ်နောက်တဲ့နှစ်နေရာတနက်ထန်ရာဖောက်ဝင်သွားပါတယ် ဟာဒီကောင်တကောင်လေးလားကိုရှမ်းရာအဆင်မပြေဘူးမဟုတ်ပါဘူးသူကတော့တပါလာတဲ့စေးဘူပါမသားဖြစ်သွားတာပါကျွန်တော်မိသားစုဝင်နေဟာဒါဆိုရင်တော့ဒီကောင်နေအဖွဲတော်တော်လေးကိုဒါယာလူကြီးတဲ့ကောင်နေပါတော့ဟုတ်ပါတယ်အဲ့ဒီကောင်က viewer မှုပါကျွန်တော်အဲ့တော့သတင်းပုတ်ကိုစင်တွဲကြီးပေါ်ပြနေတာကကျွန်တော်တို့ရဲ့တက်မာမှု viewer မှုကြီးကိုသူတို့ကဖမ်းမယ်စီးမယ်ပါညာအတန်တွေထုတ်နေလို့သူတို့ရဲ့ viewer မှုရဲ့ ဘိုက်ထဲကိုဝင်သွားတဲ့ကြည်ကိုလည်းသွားထုတ်ပေးကြပါဦးလို့ပြောချင်တာပါအဲ့ဒါကတော့ကျွန်တော်တို့ဘိုက်ပွင့်ပြီးရှောင်းနေတဲ့ဗျာမူကြီးလှမျိုးထွက်အကြောင်းကိုဖော်ပြပေးခြင်းပါတယ်ကျွန်တော်ဒီဖြစ်စဉ်ကရောက်တဲ့တော်ရင်အင်အားစုတွေကိုချိုးနှိမ်စိန်ခေါ်ခဲ့တဲ့ကောင်အဲ့ဒီကောင်ကဘုံမူလှမျိုးထွန်းဆိုတဲ့ကောင်ဒီနေ့တိုက်ပွဲအတွင်းမှာရရှိတဲ့ဒံယာဟာဘိုက်ကိုပွင့်ပြီးတော့ ပေါမှာဒဏ်ရာနှစ်ချက်ရရှိသွားတာဖြစ်ပါတယ်။ဒေဆုံးနဲ့ပတ်သက်တဲ့သတင်းကိုတော့အကျံဖတ်စစ်ခွေးတက်ကစခွေးရဲ့သတင်းတွေဖာကြားမှုပြပြဖုံးအုပ်ထားတယ်လို့ကျွန်တော်တို့သိရှိထားပါတယ်။အဲဒီကောင်တစ်ဖွဲ့လုံးနာကာသွားတာကျွန်တော်ရဲ့မိသားစုဝင်တွေအော်တိုဗာလာတွင်းထဲမှာပဲနောက်ပြောင်တိုင်းစစ်ဌာနချုပ်စတိုင်းမှုမျိုးမင်းထွေးအမိတ်နဲ့ဂန်ကောမျိုးခလာရ90တရင်ကနေပြီးတော့ချင်းပြည်နယ်မြောက်ပိုင်းတိတိမျိုးကိုပြောင်းရွှေ့တာဝန်ကျလာတယ်။ဗျူဟာမှုကြီး ဘုံမှုလှမျိုးတော်ဟာလက်ရှိတိုက်ပွဲအတွင်းမှာရရှိတဲ့ဘိုက်ပေါက်တဲ့ဒဏ်ရာနဲ့တင်းတိမ်စေးုံကိုအရေးပေါ်ပို့ဆောင်လိုက်တယ်။ဒါပေမဲ့အခြေအနေကတော့မွင်ငါကြဲကြဲကျူတင်ချက်လို့ရပြီလို့တော့ပြောလို့ရပါတယ်။ဟုတ်ပြီ။ဒီဒဏ်ရာတွေရရှိထားတဲ့အကြံဖက်စစ်ခွစ်တက်ရဲ့ဘူဟာမှုကြီးကံကောက်ခလာရ90တက်အတွင်းကောင် ူတကောင်လေးလားဆိုတော့မဟုတ်ပါဘူးသူနဲ့သူစေးပုံပါမตาဖြစ်သွားတယ်လို့ကျွန်တော်သိရှိထားရတာဖြစ်ပါတယ်သူကအရင်ကပေါ့နော်ရခိုင်ပြည်နခခငားမကြငင်ကနေမကွေးကိုပြောင်းရွှေ့လာတယ်မကွေးကနေစင်ခံကောကိုထပ်ပြီးတော့ပြောင်းရွှေ့မိကြလာတယ်ပြီးခဲ့တဲ့ကာလအတွင်းမှာချင်းပြည်နယ်တိတိန်ကိုတက်ပြောင်းပြီးတော့သွားခဲ့ရတယ်ဆိုတော့သူတို့တက်ကတော့ဘယ်လိုပြောမလဲသူတို့ပြောင်းနေတက်ပြောင်းတာပဲဖြစ်ဖြစ်နေရာကြတာပဲဖြစ်ဖြစ်နေရာတိုင်းဟာသူတို့ရဲ့တင်းကြိုင်းပဲဗျာ ဆိုတော့ဒီနေရာမှာမသိနောက်ဒီနေရာမှာသိတာပဲဒါပေမဲ့တတွင်းမှာရှိတဲ့အကျန်ဖက်စစ်ခွတ်တက်ကခုလိုမျိုးဘုံမှုတွေဘုချုပ်တွေပွားဘူဝမှုတွေစတဲ့သူတို့ရဲ့မိမတွေကလည်းနီမို့စုံနဲ့လိုက်ကတ်တာနော်ဟာဘုံကြီးကဘုံမှုကိုကတ်ဘုံမှုကဘုချုပ်ကိုကတ်အာဒီလိုမျိုးကတ်ပြီးတော့သူတို့ကလိုက်ပြီးတော့ဘယ်လိုပြောရမလဲသူတို့ရောက်ကြားတွေပေါ့နော်အဲမပေအောင်နေရာအချောင်ပေါ့နော်နေရာချောင်လေးရောက်အောင်ရှိတာလေးလိုက်ကန်းတာအချို့ဆိုသမီးတွေပါကန်းရတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်တတွင်းမှာရှိတဲ့သူတွေ အတိဆုံးမှာတက်တွင်းမရိမှုတွေတက်တွင်းအိမ်တော်ရေးဖောက်ဖျက်မှုတွေတက်တွင်းတန့်ငယ်မရိမှုတွေကျွန်တော်ဖော်ပြခဲ့ဘူးတွေကျွန်တော်မိသားစုဝင်တွေကိုဘာဖြစ်လို့လဲဆိုတော့တက်သေးမှကအကုန်လုံးကလည်းရှေ့တန်းမှာအနောက်မှာကြံနေတဲ့ကောင်တွေကအကုန်လုံးကိုပတ်ပြီးတော့စားတာရသလောက်ပေါ့ဗျာအချို့ဆိုရင်အရှိမသေလား တုတ်ကြသေသွားတာလားကြာသွားတာလားပျောက်သွားတာလားဖန်းခံလားဘာမှန်းကိုမသိဘူးစက်ငင်စက်ငင်စက်ငင်နဲ့တရလည်းမဟုတ်တလားလည်းမဟုတ်3လ6လ9လ10လ10လတစ်နှစ်လောက်ကြာသွားအာဘယ်လိုလုပ်အောင်လဲဟောပျောက်ဆုံးဆင်းထည့်တာလीဘာလာတာမပေးတော့ဘူးဘာခံသားဝင်မပေးတော့ဘူးအဲ့ပျောက်ဆုံးဆင်းဆိုတော့တေလာလားဘာမှမသိဆိုတော့ကတော့သူတို့လည်းအကူရှာရတာဗောဗျရှိတဲ့လူလေးဝိုင်းပြီးတော့သူတို့လည်းလှုပ်ရတာအော ဟွန်မားကလည်းတမလားမဟုတ်ဆိုးမတွေကလည်းမတရားများတယ်လက်ရှိအချိန်ကြီးပိုဆိုးတာပေါ့ဗျာဟုတ်ပြီဒီရောက်တော့ပေါ့ဆိုးဆိုးပါကျွန်တော်မြင်သားဆုံးနေကျွန်တော်ပြည်တော်ဝေးတက်ဖောက်ဝင်ဒုငယ်တွေကိုအမြဲတမ်းပေါ့နော်ဒါဒါဒီနှိမ့်ဟိုနော်နှိမ့်ချပြီးတော့သူကချိုးနေစိန်ခေါ်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ထင်သိနေသိလို့ရပါတယ်။အော်ဒီကလေးတွေလူငယ်တွေကိုဗျာဒီကလေးတွေဘာမှမတက်ဘူးကိုဗျာ။ဒီကလေးတွေတနက်ပောင်မ မြင်ဘူးတာမဟုတ်ဘူးပြောပြမှန်ပါတယ်ကျွန်တော်တို့ဘာမှမသိဘူးကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိဘူးဒါပေမဲ့ကျွန်တော်တိုင်းသားတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်သူတို့ရဲ့တင်ပေးလိုက်တဲ့စစ်ပင်ညတွေနဲ့သူတို့နဲ့အတူတူစေတီးချင်းမှုတွေပြောပြအောင်မယ်သူတို့နဲ့အတူတူဆိုတာကကျွန်တော်အားလုံးရဲ့ပုံရင်သူကမင်းအွန်လိုင်းဆိုတာပေါ့လက်ရှိမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးမှာရှိတဲ့သူအကုန်သိတယ် TNLA ဗိုလ်ချုပ်တာပေါင်းကျော်လည်းသိတယ် အတက်နဲ့ဆိုရင်အခုလက်ရှိဖိအားတွေများနေတယ်ကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေကိုဒါကျွန်တော်ပြည်သူကျွန်တော်တို့တော်လန်သောပြည်သားစုဝင်တွေကနားလိုက်မယ်ထင်တယ်ဗျကျွန်တော်တို့ကတော့နားလိုက်တယ်အခုကျွန်တော်ကင်းနေမြေမှာစည်ရဲချင်နေတွေကျွန်တော်တို့တိတိတိထက်လောက်တိတယ်ဒါပေမဲ့ကျွန်တော်တို့တက်ဖို့တိတယ် KN ယူရှိတယ်အခုကင်းနေမြေမှာတကက်ကိုဘယင်လိုလှုပ်ချင်ပါတယ်တကက်ကိုစစ်ဘလူးလှုပ်ချင်ပါတယ်ဆိုတော့ BGF2 လက်ရှိမင်းအောင်လှိုင်းတို့အခြေအနေကိုကြည့် အော်တိုကိုဒီကောင်လေးလုံးဝပါနေတာဟာနေပါအောင်ကူအောင်ကဲပါအောင်လုံနေကြရတာဒါကလက်ရှိအခြေအနေပါသူတို့စီးရေးနိုင်ငံရေးကိုအထူးစပယ်ရှယ်လစ်ကျွမ်းကျင်နေပြီကျွန်တော်တို့သူတို့လက်ခံအောင်များနေပြီကျွန်တော်ရဲ့မိသားစုဝင်နေဟုတ်ပြီကျွန်တော်တို့အရန်ကိုအထင်သေးခဲ့တဲ့ကောင်အဲ့ဒီကောင်ကဒီကလေးလာချင်းပြင်းတဲ့တိတိန်ကိုထပ်ပြီးတော့ပြောင်းရွှေ့ခဲ့တယ် သူ့ရဲ့ဒါ Facebook အမည်ကလည်းဘမောင်ဆိုတဲ့အမည်အဲ့ဒီ Facebook မှာလည်းပဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် PDF တွေကိုအမြဲစိန်ခေါ်လေးရှိတယ်ညံညံနဲ့တွေ့နေကျွန်တော်တို့သူဟာကောက်ကျစ်တဲ့ကောင်လို့လည်းတိထားရပါတယ်ဘယ်ကျနာကဗျာ Facebook မှာသူတို့တွေ for show တွေတင်ကြတယ်အဲ့ဒါကမျိုးရင်းနေရာတွေပေါ့ဗျာမျိုးရင်းနေရာတွေပဲသူတို့စတောင်းထိုးသလိုရင်းဘာရောရောညံညံရောနဲ့ပေါ့ဟိုဘက်ကပါလေရွှေပါတို့အုပ်စုတို့ဘာတို့ကောင်တွေကတော့အားရမှာကျင်းနေမှာပေါ့ဗျာဟာဟုတ်ပြီငါတို့အပတွေငါတို့ဘလို့တွေလုံနေကြတယ်ပေါ့နော်ငါတို့ပြူအမှုရတော့ ဘလိုမျိုးတွေနေမျိုးကိုထိမ့်ချုပ်နေပြီးစသည်အဖြစ်ပေါ့ဗျာမဟုတ်ဘူးအဲ့ကောင်ကမျိုးနားမှာပဲကတ်ပြီးတော့ for show တက်ပုံရိုက်ပြီးတော့သူ့ရဲ့လူမှုကွင်ဆိုရှယ်စာမျက်နှာမှာတင်နေတယ်လို့ကျွန်တော်ကတိကျကျသတင်းရရှိထားတာဖြစ်ပါတယ်ပြီးတော့ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့ကောင်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့သူနဲ့သူတိုက်ပွဲအတွင်းမှာဒါကြာသွားတဲ့အချိန်မှာထိသွားတဲ့အချိန်မှာတော့သူ့ရဲ့ဘေးနားမှာရှိတဲ့ဆေးပိုပါကြာသွားတယ်လို့သိရှိထားရတယ်သူဟာအဲ့ဒီတိုက်ပွဲအတွင်းမှာ ဘိုက်ဝင်ဒဏ်ရာတစ်ချက်နဲ့ခနာကိုရင်းဖောက်တဲ့ဒဏ်ရာနှစ်ချက်တည်ဆုံးသွားတယ်ဆိုတဲ့သတင်းမျိုးလေးထွက်ပေါ်နေတယ်ဒါပေမဲ့သူတည်လားမတည်လားဆိုတာကိုတော့မင်းအွန်လိုင်းကပို့ပြီးသိပါလိမ့်မယ်တနည်းအားဖြင့်တော့သူ့ရဲ့မိမကတော့ပို့သိပါလိမ့်မယ်အခုကျွန်တော်ဆိုရင်တော့တည်ရဲ့၆ခံရပြီထင်ပါတယ်ကျွန်တော်တော့ပြောရဆိုရင်တော့ကျွန်တော်ရဲ့မိသားစုတွေသဘောပေါက်မှာပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုနည်းကျွန်တော်တို့ဒါဗျော်မှုကြီးဖြစ်တယ်လှမျိုးထော့ ။ဒါကောခလာရ50တက်တွင်ရှိနေတဲ့အချိန်မှာအစုလိုက်ပြုံလိုက်လူတက်မှုတွေကိုပြည်သူပေါ်မှာရဲဆက်ဆက်ကျူးလွန်ခဲ့တာတွေရှိတယ်။မတရားဖမ်းဆီးမှုတွေနဲ့မီးရှို့ဖျက်ဆီးမှုတွေအဓိကအမိန်ပွင့်စိတ်ခိုင်းသူဖြစ်တယ်လို့လည်းသိရှိထားရတယ်။အဲ့ဒီတည်းမှာပြီးခဲ့တဲ့မေလအတွင်းမှာကံကောမြို့နယ်လဲမရွာကလူ၁၀ယောက်ကိုအစုလိုက်ပြုံလိုက်တပ်ဖက်မှုဖြစ်စဉ်မှာလည်းဦးဆောင်သူလို့လည်းကျွန်တော်တို့သိကြသိရှိထားရပါတယ်။သူကကျွန်တော်ချင်းပြည်နယ်မြောက်ပိုင်းကျွန်တော်တို့ November လအတွင်းမှာပဲတီးတိမ်ဖလန်နဲ့စကိုင်းတိုင်းတွင်းကကလေးမြို့နယ် တောင်ပိုင်းဘကွေးတိုင်းကံကောမြောက်ပိုင်းတွေမှာကျွန်တော်တို့ဒါချင်းလန်ဥဆောင်နဲ့တော်လန်ရေးတက်နဲ့အကျန်ဖက်စစ်ခွေးတက်နေ့စဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာအကျန်ဖက်စစ်ခွေးတက်ကပြူဝမှုဘုံမှုကြီးအပါဝင်ပုတ်ကြီးတွေရောစစ်တက်ကအရာရှိစေးပူတွေပါအကုန်လုံးရှင်းသွားတဲ့အကောင့်တရာအုပ်စုတွေမှာစင်ကောင်းကြီးစွာနဲ့ပါသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုတွေဖော်ပြတာဖြစ်ပါတယ် ဆိုတော့ KNL KNU ပေါ့ဗျာကျွန်တော်တို့ရဲ့ဗျူဟာမှုကျွန်တော်တို့ရဲ့တက်မှမှုအဖိုးရနိုင်ကိုဖမ်းကျင်နေတဲ့ကောင်တွေကျွန်တော်တို့ချင်းလန်းမှာဘိုက်ပွင့်သွားတဲ့ဗျူဟာမှုကိုပဲအရင်ဆုံးမတားချပါအောင်လို့ပြောကြရင်ဒီ new view ကိုအဆုံးသတ်ပြစေနောက်လာတဲ့ view ကိုဒီတက်ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်လည်းနေ basic big cap ကြောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုတဝူးချင်းနဲ့ပြင်းနဲ့ကင်းရှင်းပါကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေဝရှမ်းလေးပါဗျာ